ရိုဟင်ဂျာများစုနေထိုင်တဲ့ရခိုင်ပြည်နယ်မှာလွတ်လပ်တဲ့ပြည်နယ်တစ်ခုထူထောင်ပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကြီးမားဆုံးအစ္စလာမစ်နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ဂျမတ်ရီအစ္စလာမစ်အဖွဲ့ကတရုတ်ကွန်မြူနတီပါတီ CCP နဲ့ပြီးခဲ့တဲ့ဧပြီလ29ရက်ကတွေ့ဆုံချိန်မှာအဆိုပြုခဲ့ပါတယ်။ဒီအဆိုပြုမှုကိုရခိုင်လူမျိုးအများစုကလက်မခံသလိုအထူးရှင်တွဲနေထိုင်ခြင်းအတွင်းမှာလူမျိုးနာမည်တစ်ခုတည်းကိုရည်ရွယ်ပြီးရခိုင်ပြည်နယ်အတွင်းပြည်သူတစ်ခုထူထောင်ဖို့ကြိုးစားတာဟာမဖြစ်သင့်ဘူးလို့ရခိုင်ဒေသခံလူငယ်တအုပ်ကပြောပါတယ်။ ဂျမတ်ရီအစ္စလာမစ်အဖွဲ့ကတရုတ်ကွန်မြူနတီပါတီနဲ့တွဲဆမှုမှာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့တိတက်သမနှစ်တန်းသောရိုဟင်ဂျာတွေဟာလူသားမဆန်တဲ့ဘဝတွေကိုဖျက်ဆီးနေရပြီးအစားအသောက်အမိုးကပေးုံနဲ့ပြဿနာပြေလည်မှာမဟုတ်တာကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရခိုင်ပြည်နယ်မှာပြည်သက်တစ်ခုထီထောင်နိုင်ဖို့အတွက်အဆိုပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်မှာပြည်ထက်တစ်ခုထူထောင်နိုင်ဖို့အတွက်ပြောဆိုမှုဟာအဆိုပြုအောင်တသက်သာဖြစ်ပြီးဖြစ်နိုင်စရာအကြောင်းမရှိကြောင်းနဲ့အရခဒေတာကိုထိန်းချုပ်ထားတဲ့အရခတပ်တော်ရဲ့သဘောထားမှာပါပဲလုပ်လို့ရမှာမဟုတ်ဘူးလို့အရခတပ်တော်နဲ့နေဆက်သူတအုပ်ကပြောပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီး ULAA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခစီ MBA ကဆက်သွယ်မေးမြန်းထားပေမဲ့လေတစုံတရာမှတ်ချက်ပြုခြင်းမျိုးမရှိသေးပါဘူးလူခေါ်ရင်ရှူတော့ကကိတ်ဖို့ဆိုလို့ရှိသလိုခါသူတို့မှာ ဒီလူခုံးရဲ့အနေနဲ့နိုင်ငံသားအတယောက်ဤဖိုက်ခွန်ရှိသို့သောနိုင်ငံသားတော့ဖိုက်ခွန်ရှိအာရခင်ပြည်သက်သူတို့ဆိုတာကတော့မဖိုင်းနိုင်လို့ဖော်လို့ပါတယ်ဇာပလုစုကသူရုကိုတိုင်ကအခေပိထေကိုခိုးဝင်လာတယ်လူအဖွဲ့စုတခုဖိုက်လို့ရခိုင်လူမျိုးဒီအရှုံးရှာအာနာကုန်မြစ်ကြီးထိပစီတယ်အနေထားဖိုက်တယ် အရင်ရောင်းတော်လည်းနေပြီးဒီရှမ်းစွာမဖိုင်းနိုင်လို့ပြောလို့ရပါတယ် ရိုဟင်ဂျာ9သိန်းကျော်ဟာပြီးခဲ့တဲ့2018ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ဆေးရီပရိပခတွေကြောင့်ရခိုင်ပြည်နယ်ကနေဘင်္ဂလားဒေ့ရ်ကို ထွက်ပြေးခဲ့ကြပြီးကော့ဘဇာမှာကမ္ဘာအကြီးမားဆုံးသောဒုက္ခသည်စခန်းကိုပပောက်စေခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရ်ကိုရောက်နေတဲ့ရိုဟင်ဂျာတွေကိုရခိုင်ပြည်နယ်ထဲကိုပြန်ပို့ဖို့နဲ့ရခိုင်ပြည်နယ်အတွင်းလွတ်လပ်တဲ့အာရခပြည်ထူထောင်ဖို့တရုတ်စီကိုအစိုးပြုတာဟာစစ်ကောင်စီနဲ့တရုတ်ဟာရင်းနှီးမှုရှိတာကြောင့်ဖြစ်တယ်လို့တွေးဆောင်ပွဲကိုဦးဆောင်သူတဟာကပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ရိုဟင်ဂျာတွေဟာလူနည်းစုတွေမဟုတ်ဘဲစီးပွားရေးခြေကုပ်ရယူထားတာတွေဟာလည်းအခိုင်အမာရှိပြီးလွတ်လပ်စွာနဲ့တရားနေထိုင်နိုင်သူတွေဖြစ်တာကြောင့်လွတ်လပ်တဲ့အာရခပြည်နယ်တစ်ခုထူထောင်ဖို့စူးစမ်းမှုကိုလက်မခံနိုင်ဘူးလို့စစ်တွေဒေသခံတအုပ်ကပြောပါတယ်လမ်းမခံနိုင်ဘောနော်ဒါလုံးလမ်းမခံနိုင်လဲဆိုတော့အစိုးရတဲ့သူတို့ကမိခိုနေရတဲ့လူမျိုးမဟုတ်ဘူးမိခိုနေရတဲ့မျိုးနယ်စုလည်းမဟုတ်ဘူးသူတို့ဟိုအစိုးရတဲ့ စောရီတဲ့ကသူကလွတ်လွတ်လပ်နေနေနိုင်တဲ့ဒီပုစီပွားရေးအခိုင်အမာကိုရှိတဲ့လူဖြစ်တဲ့သူကပြီးတော့လူငယ်စုလည်းမဟုတ်ဘူးလူများစုပဲလူငယ်စုလည်းမဟုတ်ဘူးလူများစုပဲရခိုင်ပြည်တွင်ဒီဘေးနဲ့မှာစစ်တွေမျိုးပေါ်မှာဓမ္မပေါ်မျိုးပေါ်မျိုးပေါ်မှာတော့မနော်ဟာမွတ်စလင်ကျေးရွာတွေမှာဆိုရင်မွတ်စလင်ကျေးရွာတွေကရခိုင်ကျေးရွာတွေတက်တော့ဟာကျော် ရွာအကြီးရှိသေးတယ်ပြီးတော့ဟိုကသူတို့အခိုင်မှာဝင်သူပွားရေးဟိုကခြေကုပ်ယူနိုင်တဲ့လူမျိုးတွေပဲဖြစ်တယ်အားကြောင့်ဟိုကလွလလလဲဟိုကတခြားနေထိုင်နိုင်တဲ့လူမျိုးကဟိုကအစိုးတင်သွင်းနေတာတော့တော့မဖြစ်နိုင်ဘူးတော့လက်မခံနိုင်ဘူး 2023ခုနှစ်နိုဝင်ဘာလကစလို့တကြောပြန်စစ်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီဟာရခိုင်ပြည်နယ်အများစုကိုတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းအရခတ်တတော်စီမှဆုံးရှုံးခဲ့ရပြီးရခိုင်ပြည်နယ်ကမြို့နယ်16ခုအနက်14ခုအပြင်ပလောဝဒေသကိုပါအေအေကတင်ပိုက်ထားပါတယ်။အရခတ်တတော်ဟာရခိုင်ပြည်နယ်အတွင်းသူတို့ထိန်းချုပ်ထားတဲ့နေရာတွေအပြင်ရိုဟင်ဂျာတွေအများစုနေထိုင်တဲ့ဗူဒီတောင်မောင်တော်တို့မှလည်းပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်ပေးနေတယ်လို့ရခိုင်လူငယ်အဖွဲ့အစည်းတွေဟာလည်းရိုဟင်ဂျာမျိုးသမီးတွေနဲ့ကလေးသင်ငယ်ဆိုင်ရာအရေးတွေကိုပူးတွဲလှုပ် က်ဆောင်နေတာတွေလည်းရှိနေပါဗျ။